ဟယ်လိုအားလုံးပဲမင်္ဂလာပါဖူပေါ်မန်ချန်ကနေကြိုဆိုပါရစေအီတလီလိုအီတလီနဲ့ဂျာမနီတို့ရှင်ပိုင်ကစားခဲ့တဲ့ Nation League Quarter Final ပထမအကြိမ်မှာတော့ဂျာမနီကအဝေးကွင်းမှာ1-2ဆိုတဲ့ရလဒ်နဲ့ကျွန်တော်နိုင်တယ်ဒါဟာကျွန်တော်ဒီအီတလီမှာပေါ့နော်ဒီ San Siro ကွင်းမှာကစားခဲ့တဲ့ပွဲပါဂျာမနီက9မိနစ်မှာတင် Central Tonali ရဲ့ဂိုးကိုခွင့်ပြုလိုက်ရပြီးတဲ့နောက်ပိုင်းမှာဒုတိယပိုင်းခေါင်းတိုက်သွင်းဂိုးတွေနဲ့ကျွန်တော်နှလုံးစက်တိုက်သွင်းပြီးတော့1-2ဆိုတဲ့ရလဒ်နဲ့အဝေးကွင်းမှာနိုင်ခဲ့တယ် ကျွန်တော်ဒါဂျာမန်ပြည်မှာပြန်ကစားမဲ့ဒုတိယအကြိမ်မှာထပ်နိုင်နေသလိုရှင်တော့စီမီဖိုင်နယ်ကိုဂျာမနီရဲ့ဘက်ကကျွန်တော်တက်နိုင်မှာပေါ့နော်ဆိုတော့အင်ရှင်အီတလီနေနဲ့ဒီနေပွဲစဉ်ကဒီတဲ့ပူကောင်းတဲ့ရလက်ရခဲ့တင်တာအထူးသဖြင့်သူတို့ရှင်ရတဲ့သူတို့ရင်ဆိုင်ကစားတဲ့ဂျာမနီဆိုတာတော်တော်ကိုလက်ရှိမှာအားနည်းနေတယ်လေအားနည်းနေတဲ့အသင်းလို့ကျွန်တော်ပြောလို့ရတယ်တချို့နေရာကကစားမကောင်းနေပါနေသီးပြီမယ်လို့နေရာ3-4နေရာလောက်ထိကိုသူတို့ကအကောင်ဆုံးကစားမမဟုတ်ခဲ့တဲ့သူတွေရှိတယ်အခြေအနေတွေရပါတော့ဒါကြောင့် ကျွန်တော်နေတဲ့ဒါအီတလီအနေနဲ့ဒါပူပြီးတော့ week ဖြစ်တဲ့ team နဲ့ရှင်ပိုင်ကစားခဲ့တဲ့နေရာမှာရလက်ကောင်းရနိုင်ခဲ့တင်တာဒါပေမဲ့ရလက်တာမကောင်းတာအီတလီကအဲ့လောက်ကြီးကြီးလိုအပ်ချက်များခဲ့တာတွေတော့ကျွန်တော်မရှိဘူးသူသဖြင့်ပေါ့နော်အီတလီလိုခံစီမျိုးကခေါင်းတိုက်သွင်းကိုနှစ်ကိုခွင့်ပြုလိုက်ရတယ်ဆိုတာမျိုးကတော့နည်းနည်းပြောစရာဖြစ်တာပေါ့ဗျာဆိုတော့အီတလီရဲ့ဘက်ကကျွန်တော်တို့ဒီ73ချိန်ဒီကိုပေါက်ကန်သွင်းမှုရပြီးတော့6ချိန်ဒီကိုပေါက်တဲ့တယ်တကူပဲကျွန်တော်ရနိုင်ခဲ့တဲ့ဆန်ထရိုတူနာလေးရဲ့ဂိုးနဲ့ဒီဂိုးကလည်းပဲကျွန်တော်တို့ဒါ ဂျိုနသန်ကြလာရီကာလာမသိကျွန်တော်ရှင်းထုတ်တာကိုကျွန်တော်ဒီအေရီယာအစွန်းနားလောက်အထဲလောက်ကနေပြီးတော့ကျွန်တော်ဒီတူနာလီကကျွန်တော်တခါတည်းကန်သွားတာပေါ့နော်အဲ့ဒီဒါအပြင်ဂျာဒီအီတလီကအပိုင်လုံးနေရတယ်ဗျဒါဂျာမနီကိုသမားပြည်သူဒါအိုလီဗာဘောင်းမန်ကတော်တော်ကောင်းလို့ဘောင်းမန်တော်တော်လေးကောင်းလို့ပေါ့နော်ဒါတချို့လုံးနေဂျာမနီတက်တာခဲ့တာဆိုတော့အီတလီရဲ့နောက်တန်း၃ယောက်ဖြစ်တဲ့ကာလာဖီယိုဒီတို့ဘာစတိုနီတို့နော်ဒီလိုရန်ဆိုတို့၃ယောက်ဆိုလို့ရှိရင်တော်တော်ကိုကောင်းကောင်းနဲ့မှာပါတယ်ကစားရတာနော်ဒါအပြင်သူတို့ကဒီ ဝင်းဘတ်ဒီကိုအသုံးပြုပြီးတော့ဗောနော်တန်နီးပြားကသွားတယ်ဆိုတော့စန်ဒရယ်ဇုံကနေပြီးတော့ဒီဖောက်ဖို့ကျူးပန်းတာနေအဲ့လောက်မမြင်ရဘူးဒါအပြင်ဂျာမနီကလည်းစန်ဒရယ်ဇုံကိုသူတို့ကအော်ကူပိုင်းလုပ်ပြီးတော့တက်နေတဲ့များရှိကိုဖိမယ်ပြီးရင်အစွန်တွေကလည်းအခွင့်အရေးဖန်တီးမယ်ဒါမျိုးသွားတာဖြစ်တဲ့အတွက်ဒီအီတလီအတွက်ပေါ့နော်အစွန်တွေကကစားဟန်တွေကတော်တော်ကိုထိရောက်မှုရှိခဲ့တာဒါဒက်စတီနီဥရိုဂီတို့ပြီးလို့ရှိရင်ဒါပိုလီတာနိုတို့ရဲ့အစွန်တွေကတော်တော်လေးကောင်းခဲ့ပြီးတော့ ူဒိုဂီရဲ့ပဲချန်ကတော့တော်တော်ဒုက္ခပေးနိုင်ခဲ့တယ်ပေါ့နော်။မိုင်းစကိန်းတို့မတို့သာပို့ပြီးတော့အခွင့်အရေးတွေအသုံးချနိုင်ရင်ဒီထက်ပို့ပြီးတော့ဒီအီတလီကမနိုင်တော့မှဂိုးတွေတော့ပူရခဲ့တဲ့နာတူနာလီတို့နီကိုလိုပါရလာတို့ရဲ့ကွင်းလယ်တွေကလည်းကျွန်တော်တို့ကသူတပင်အောက်တော့ပိုဇီရှင်ကစားတာပြုရှိရင်အဲဘယ်လိုပြောမလဲဝါရိတ်ပိုင်းတွေဒါအပြင်ကျွန်တော်တို့နေဒီဘောလုံးနဲ့အတူဆွဲပြတာတွေဘာတွေမှဆိုလို့ရှိရင်တော်တော်လေးတော့ဘယ်နော်အတက်အစင်းတွေကစားတော်တော်လေးကောင်းနေတယ်မှာကျွန်တော်ပါတယ်ဂူသမားဒိုနရူမာကတော့ဗျာဘာမှတူတူကြကြမလုပ်နိုင်ခဲ့ဘူးမလုပ်နိုင်ခဲ့ဘူးဆိုတာ ဘယ်လိုပြောမလဲပြိုင်ဘက်ကစားမားတွေကိုလိုက်လံအော်ဟစ်နေတာတွေကလွဲလို့ရှိရင်သူဘာမှထူးထူးခြားခြားမလုပ်နိုင်ခဲ့ဘူးပေါ့နော်ဟိုဟိုဂိုကီးပင်းတောင်မှာဗျာတချို့အရာတွေကလိုအပ်ချက်တွေဘာတွေနဲ့အတိုင်းမျိုးပေါ့နော်သူကနေသူပြည့်ကြီးမှာဘလို့ပဲဟိုဖြစ်တယ်ပြောပြောကျွန်တော်ကတော့နီးပြဖြစ်သူအနေနဲ့ဂူးသမားနေရာမှာဆိုလို့ရှိရင်ဗီကာရီယိုတို့ဘာတို့ကိုပြောင်းပြီးတော့ဆန်းသုံးသင့်တယ်လို့ကျွန်တော်ထင်တယ်ပြဿနာကသူကိုယ်တိုင်းကကပတိန်ဖြစ်တဲ့အတွက်ကပတိန်ကိုကြော်ပြီးတော့တခြားဂူးသမားကိုပြောင်းသုံးလိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးနော် ဒါကြောင့်မတော့ကျွန်တော်အနေနဲ့ဒီအီတလီရဲ့ဘက်ကတော့ဒါမမထန်တဲ့သူတို့ကစားပြသွားတဲ့အိမ်ကွင်းလေးဖြစ်တဲ့အတွက်ဒါမျိုးသူတို့အိမ်ကွင်းမှာသူတို့ရှုံသွားတယ်ပေါ့နော်ဂျာမနီမှာပြန်ကစားမယ့်ဒုတိယအကြော့မှာဆိုလို့ရှိရင်တော့သူတို့မပါလို့နိုင်မလဲကျွန်တော်ကြည့်ရမှာပေါ့ဗျာဂျာမနီရဲ့ဘက်ကတော့ခုနကကျွန်တော်ပြောသလိုပဲသူတို့ဒီ National Team Selection မှာ ပုံမှန်ယူရဲ့နေရာ၃လေးနေရာလောက်ကိုသူတို့ကဒီနေ့ပွဲမှာမပါခဲ့ဘူး injury ပြဿနာတွေကြောင့်ဆိုတာတွေကျွန်တော်ပါတယ်ဒါအပြင်ကစားမားတွေကိုအနာပိထားတာတချို့တွေကြောင့်လည်းကျွန်တော်ပါတယ်အပြောင်းလဲလေးတွေစမ်းသုံးတာတွေကြောင့်လည်းကျွန်တော်ပါတယ်ဂိုသမားအိုလီဗာဘောင်းမန်ကတော့တာစတီဂန်ဒန်ယန်ရနေတဲ့အချိန်မျိုးမှာနံပါတ်၁ဂိုသမားပဲမန်နူရယ်နိုဝါကလည်းဒါလက်ရွေးစင်ကနေနားသွားပြီဆိုပေါ့နော် right back ကကင်မစ်ကလည်းပဲဒါအကောင်းဆုံးကစားမားပဲဂျွန်နသန်တာရူဒီဂါဆိုတာကလည်းအကောင်းဆုံး center back ပဲဒါပေမဲ့ရော်ဘန်ကတော့ကျွန်တော်တို့ဒါအရန်လို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့သူပွဲထွက်လာတယ် ဒီပွဲဒီတကယ်တကယ် National Team ရဲ့အကောင်ဆုံးက Maximilian Mertens တို့ဘာလို့ကဘယ်ချမ်းမှာအကောင်ဆုံးပဲလက်ရှိမှာနော် Unreached တို့ဘာလို့တောင်းမှာဗျာ Leipzig က Unreached တို့တော့မှဒီဘယ်ရောညာရောနှစ်ဖက်ရတယ်ဆိုပြီးမဲ့လို့အဆင်မပြေဘူးပေါ့နော်ဆိုတော့ David Raum ကလည်းပဲအဖြစ်လောက်ပဲကျွန်တော်ကစားနိုင်တာဒုတိယဘက်မှာကျတော့ David Raum ကိုထုတ်ပြီးတော့ဒီ Nicolas ဗာလဲဒီ Schlotterbeck နဲ့သူတို့လွဲတယ်ပြဿနာက Schlotterbeck က Sanenbeck ဘောဘလင်းစနဘက်ပြတိလာရူဒီဂါတို့ဂျိုနသန်ကြားလို့နေရာမှာတုံးနေသူအဲဒီမဲ့လေလို့ကျွန်တော်သာသူ့ကိုဆန်းတုံးပြီးတော့မီဒယ်စတက်ကိုလုံးဝမတုံးခဲ့ဘူး ပါစကယ် group ကလည်း deep line playmaker နေရာမှာကစားတာတော်တော်လေးအဆင်ပြေတယ်ဘွနော်ကျွန်တော်ကတော့ group ကိုတော်တော်သဘောမကျတဲ့နေရာမှာပါတယ်ဒါပေမဲ့လို့သူဒီထားပါတော့ Tony Cruz မသုံးရင်တော့ Tony Cruz မရှိဘူးဆိုလို့ရှိရင် group ကိုပဲကျွန်တော် Euro မှာတုံးလာတဲ့ပွဲစဉ်ကိုကျွန်တော်ကြည့်ရင်နော်ညာ Euro တို့ပွဲတွေတွင်းလာတဲ့ပွဲစဉ်မှာကျွန်တော်ကြည့်လို့ရှိရင်ဒါဒီဘယ်လိုပြောလဲဘယ်လိုပြော defensive midfielder ရဲ့ဘေးမှာကစားနိုင်တဲ့သူက ပြည်တယ်မလား one day pass one dash pass တွေပါဒီကောင်းမှကျွန်တော်ရမှာအဲ့ဒါမျိုးကထပ်ပါတော့လူငယ်တွေထဲမှာဆိုလို့ရင်ကျွန်တော်က stellar တို့ပါလို့ရှိမယ်ဗျာ pavlo beach တို့ပါလို့ကျွန်တော်ရှိမယ်ဒီကောင်လေးတွေမပါဘူးဗောနော် injury ပြဿနာတွေကြောင့်ဆိုတော့ group ကိုကျွန်တော်သုံးတာတော်တော်လေးကောင်းတယ် goreska တို့ပါလို့ကတော့ဒီဘက်မှာခေါင်းတိုက်သွင်းကိုတွေပါဒီသွင်းသွားတယ်ဒါပေမဲ့လေသူ့ရဲ့ဘယ်လိုပြောမလဲဟိုဘေးတဲ့ plane ကစားတာတွေเนาะဟိုဘောလုံးပေးတာတွေက nagasman လိုချင်တဲ့ပုံစံမှာပေါက်မနေဘူးဗျာဒါတော့မှဒီဘက်ကမိနစ်90ပြည့်ကစားသွားတာเนาะဒီဘက်မှာသူဆိုလို့ရှိရင်ထပ်ပါတော့ ဒီအီတလီကွင်းလေဖြစ်တယ်ဗျတူနာလီတို့ဘာလို့ပြောလို့ရှိရင်ရိုဗယ်လာတို့ဒီဘာလေလာတို့ရဲ့ကွင်းလေကို physically ရှင်နိုင်တယ်เนาะ group ကမရှင်နိုင်ဘူးပေါ့เนาะဆိုတော့အဲ့လိုမျိုးဆိုတော့ကိုရက်စကာကပေးတဲ့ plane နေမှာတော့တော်တော်တိုင်ပတ်တယ်တိုင်ပတ်လို့ physically ရအများကြီးရှင်နိုင်နေတယ်မှာပါတယ်ဒါကြောင့်လည်းပဲသူ minute 60အပြည့်ကစားသွားတယ်လို့ကျွန်တော်ထင်တယ်ဒီနေရာမှာကျွန်တော်ဒါနှစ်ယောက်စလုံးက the first line နဲ့ player တွေမဟုတ်ဘူး Germany လည်းရွေးစဉ်တွေကျွန်တော်ကြည့်ရင်ဒါဟိုဘယ်လိုပြောမလဲ defensive midfield နေရာမှာဆိုလို့ရှိရင် Andrich ကဒါ first line နဲ့နေရာဗျာ ။ဒါပေမဲ့လို Andrich ကလီဗာကူဇင်းနဲ့လည်းလား injury ပြဿနာတွေဖျားလာနာတာတွေနဲ့သူနောက်ပိုင်းမှာမကစားခဲ့ရအောင်ဆိုတော့ဒီပွဲမှာဆိုရင်မိနစ်နည်းနည်းပဲသူဝင်ကစားရတာ Grob နဲ့သူလဲပြီးတော့တော့ Pavlovich တို့ဘာလို့ကလည်း injury ပြဿနာတွေကြောင့်မပါဘူး။အဲ Stella တို့ဘာလို့ကလည်းလေဝေးစင်အသင်းကြီးမှာဆိုရင်ဝင်မကစားရတာသူနဲ့ဒါဝင်ကစားရလိမရှိဘူးဗောနော်။ဒါကြောင့်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကွင်းလယ်က first line နဲ့ကွင်းလယ်မဟုတ်ဘူး။ နော်တောင်မန်တွေကိုကျွန်တော်ကြည့်လိုက်တော့မူစီယလာတယောက်ပဲကျွန်တော်ပါတာလီရန်စာနီတို့ဘာလို့ကမရဘူးမရဘူးဆိုတာစာနီကမြန်နေဆိုတာပဲကျွန်တော်ရှိတာဗျာတိလားပေးတဲ့ပလင်းလည်းမကစားနိုင်ဘူးလူလည်းကောင်းကောင်းမကြော်နိုင်ဘူးပဲလူပေးဆိုလို့ရှိရင်လည်းပဲမတည့်တာတွေကကျွန်တော်များနေတယ်ဆိုတော့နော်သူကဟို right back right wing မှာကစားတာအဆင်မပြေဟော left wing မှာကစားတာအဆင်မပြေလို့ number 10လို့ရောက်လာလိုက်မူစီယလာကဟိုဘက်ကိုပြောင်းကစားပေးရလိုက်ဒီဦးအလဲဦးပြန်ဝင်လာပေးရလိုက်နဲ့တိုင်းပတ်နေတာ ဆိုတော့ဒီအမီရီတို့ပါလို့လည်းအဆင်မပြေပါဘူးเนาะဆိုတော့ Florian Vaz က injury ပြဿနာကြုံနေရတာလို့ရှိရင် right wing မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်တော့ကောင်းကောင်းမရှိဘူးတကယ်တမ်းကအဲ့တော့ wing မှာဆိုလို့စိတ်ချတာဆိုလို့ Musiala နဲ့ကျွန်တော်တို့က Florian Vaz နှစ်ယောက်ပဲရှိတာ ပြဿနာကသူတို့နှစ်ယောက်ကြားတဲ့ကိုချိတ်ဆက်ပြီးမှ Gundogan လို့ player မျိုးကလည်းလက်ရှိမှာမပေါ်ဘူးမပေါ်ဘူးဆိုတော့ Musiala တမမို့ Florian Wolf ကတော့ number 10ရုပ်မှာခစားမှာပဲ right wing ကတော့ကျွန်တော်တို့တရားရောက်ကိုဒါဟို player ဘယ်လိုပြောမလဲဟိုလိုရမှာကျွန်တော်တို့ဒါဒီ ခေါ်မှဒီပါလဲအားဖြည့်မှကျွန်တော်ရမှာမရှိဘူးများသီလားအခုဒီမှာဆိုလို့ရှိရင်ကရင်အတရာမီတို့ပါတို့ကိုထည့်ပြီးတော့ဒုတိယပြီးမှကစားတယ်မရဘူးမရဘူးဗောနော်ဆိုတော့ဟူ Furious 2ပါတို့တော့မှမျောနေထားပြီးမှထင်လို့ဖြစ်မလာလိမ့်တဲ့အချိန်မှာကျွန်တော်ပါတယ်တိုက်စစ်ကတော့အရင်ကလေးကအားနေတာဖြစ်နေတယ်ဗောနော်ကိုင်းဟာဘက်တို့ပါတို့လည်း injury ပြရရနေတယ်ဆိုတော့ပြောစရာတော့ကျွန်တော်တို့အနေနဲ့မရှိဘူးဆိုတော့ပြောချင်တာက Germany ဒီပို့ပြီးတော့ weak ဖြစ်တဲ့အသင်းနဲ့ရင်ဆိုင်ခဲ့တာအခုတော့မှဝေးဝင်းပါအီတလီမြေမှာ1-2နဲ့အနိုင်ရခဲ့တယ်ဆိုတော့မဆိုးဘူးဗောနော်ဆိုတော့အိမ်ဝင်းမှာသူတို့ အာဘယ်လိုပြောမလဲဒီအီတလီရဲ့ဘက်ကအမှန်ကန်ကစားလာမယ့်အခြေအနေမျိုးမှာဆိုရင်ဒုတိယကြောက်ဘာတွေလုံးပြနိုင်မလဲကျွန်တော်ကြည့်ရမှာပဲနာဂက်စမန်အနေနဲ့တော့သူကစားခြင်းနဲ့ပုံစံနဲ့ကောင်းကောင်းသွားဖို့ဆိုလို့ရှိရင်ဘတ်စကတ်ဂရော့ဘလူးလိုမျိုးဒီပလိုင်းပလေးမေကာကောင်းကောင်းကျွန်တော်နောက်တစ်ယောက်လိုတယ်ခရုစ်လိုလိုမျိုးပေါ့နော်အဲအန်ရစ်တိုလိုမျိုးကစားမတွေစတဲလာလိုလေ defensive midfielder ဆိုတော့စတဲလာလိုကစားမတွေရှိနေတော့ defensive midfielder ကပြည့်တနာမရှိဘူးဒါပေမဲ့အဲ့ deep line playmaker နေရာမှာဆိုလို့ချင်းတော်တော်ကောင်းကောင်းလိုတယ်။နောက်ဒါအပြင် tight side ကလည်းပဲကျွန်တော်အနေနဲ့ တကယ်တိထက်ပူကောင်းနေကစားမတွေလူတယ်ဗျဝင်းဝင်းကားတွေလည်းကျွန်တော်လူတယ်ဆိုတော့ဝင်းကားကတော့ right wing ကားကတော်တော်ကိုပြောစရာဖြစ်တာဆိုတော့ဒါပဲပဲဘာပဲပဲပြောဒီဘက်ကရက်လက်ကကျွန်တော်တို့အနေနဲ့ကောင်းခဲ့လို့ပြောရမှာပဲဆိုတော့ညီကလေးအနေနဲ့ရောဒီဘက်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများတင်ပါတယ်